မင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာတော့ key to happiness သင်ခန်းစာတွေက key number 6 survive ကို sentence analysis ပုံစံနဲ့ရှင်းပြသွားမှာဖြစ်ပါတယ်ဆိုတော့သင်ခန်းစာလေးကိုစလိုက်ရအောင် Cigar. သူ့ရဲ့ title လေးက have a feeling contentment ဆိုတော့ contentment or contentment ဆိုတဲ့အဓိပ္ပာယ်ကတင်းတင်းရောက်ရဲ့ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုရတယ်အဲတခြားသောအဓိပ္ပာယ်လည်းရှိတယ်ပေါ့နော်ဒီစာပိုင်းမှာတော့ contentment ဆိုတဲ့အဓိပ္ပာယ်ကတင်းတင်းရောက်ရဲ့ခြင်းဆိုတော့ contentment ဒီမှာ ment ဆိုတဲ့အဲ surface လေးစုံနေတယ်ပေါ့နော် surface ပေါင်းထားတယ်အဲ့တော့ mat ပေါင်းထားရင်ဒါတကြပေါ့ noun ဖြစ်တယ်အဲ့တော့ mat ကိုဖြုတ်လိုက်မယ်ဆိုလို့ရှိရင် buff ကိုရတယ်ပေါ့နော်ဒါကြောင့်သူ့ရဲ့ web form လေးတွေကိုတိထားမယ်အဲ့တော့သူ့ရဲ့ buff form လေးတွေက web form လေးတွေကဘာလဲဆိုတော့ okay mat ကိုဖြုတ်လိုက်မယ်ဒါဆိုရင် content အဲ့တော့ content content ဆိုတော့ဒါ buff ကြောင်းရဲ့ဒီကျင်းတဲ့ဒီဆိုတဲ့အဓိပ္ပာယ်ကိုရတယ် သူ့ကိုနောင်လဲသုံးလို့ရတယ် condemn ဆိုတဲ့စကားလုံးကိုနောင်မဲနောင်လဲသုံးလို့ရတယ်တင်းနေရောင်ရဲမှုပေါ့ကဲသူ့ပြီးလို့ရှိရင်သူ့ကို adjective လဲသုံးလို့ရပါတယ်ကြောင်ရဲကြည့်နဲ့အာရတော်ဆိုတဲ့ adjective ကိုလဲသုံးလို့ရတယ်သူက buff လဲရတယ်နောင်လဲရတယ် adjective လဲရတယ်ကဲနောက်တစ်ခုကလူရဲ့ခံစားချက်ကိုပြောမယ်ဆိုလို့ရှိရင် battery adjective နဲ့ပြောကြတယ်ဒါကြောင့် content ကို ED လေးပေါင်းလိုက်မယ်ဆိုရင်ဒါ battery ကိုရတယ် contented ချီဝန်တီယန်တီဤခန္တတတင်းတင်းရောင်ရဲတော်ဆိုရက်အဝက်ဖောင်လေးတွေကိုမှတ်ထားဖို့လိုအပ်ပါတယ်ဆိုတော့ခေါင်းစဉ်လေးရဲ့အတိတ်ပဲဟာ have a feeling contentment တင်းတင်းရောင်ရဲမှုရှိပါစေပျော်ရွှင်မှုကိုလိုချင်တယ်ဆိုလို့ရှိရင်ပျော်ရွှင်မှုလိုချင်တဲ့လူတိုင်းလူတိုင်းဟာတင်းတင်းရောင်ရဲကျင့်တဲ့စိတ်ခံစားချက်တွေရှိရမယ် ကဲစာပိုက်ကိုကြည့်အောင် contentment တင်းတင်းရောက်ရဲ့ခြင်းဆိုတာ is ဖြစ်ပါတယ် the key to happiness ပျော်ရွှင်မှုရဲ့တော့ချက်ဖြစ်ပါတယ်ကဲဒီမှာ happy link ချပြီးတော့ခြေစာချောင်းကိုနောက်ကပြန်ရှင်းတာပဲ people ကဲ people ကိုနောက်ကနေပြီးညွှန်ထားမယ် underline ထားတာလေ the related clause ပါ share people ကို modify လုပ်မှာပေါ့နော် who accept who accept what they have ဒီမှာ what they have ဒါလည်းပဲ the related clause ပါ and now object noun အနေနဲ့သုံးထားတယ်ပေါ့နော် what they have သူတို့မှာရှိသောအရာသူတို့ပိုင်ဆိုင်သောအရာတွေကို who accept လက်ခံထားသော people လူတွေဟာသူတို့မှာပိုင်ဆိုင်တဲ့အရာတွေကို လက်ခံထားတဲ့လူတွေဟာတဲ့ are happier than people လူတွေထက်ပို့ပြီးတော့ပျော်ရွှင်ကြတယ်ဆိုတော့ဘလို့လူတွေလဲဆိုတာဆွမ်းသာလို့ပဲ related cloth ရေးထားပါတယ်ဒီမှာလည်းပဲ who crave for more career success and many အဲ့ဒီမှာတိထားမယ့်စကားလုံးက crave for crave for ဆိုတဲ့အဓိပ္ပာယ်ကမမောတောင်းတသည်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ် who crave for more career success more career success um career success ra ဒါလုပ်ငန်းတွင်ကိုယ့်ရဲ့အသက်မွေးကြောင်းအလုပ်အောင်မြင်မှုတွေအဲ့လိုအောင်မြင်မှုတွေအများကြီးကို who crave for more more တောင်းတတော့ and ပြီးတော့ many ပတ်စံငွေကြေးတွေကို more more တောင်းတနေတော့ then people လူတွေထက် are happier ပို့ပြီးတော့ကြော်ရွှင်ကြပါတယ် Okay, နောက်တစ်ကြောင်ကြည့်အောင် A recent survey ဆိုတော့ survey ကတော့ကြာရှစ်အာ survey ထဲမှာရှင်းခဲ့ပြီပြီ။သူက birth လဲတုံးလို့ရတယ်။ noun လဲတုံးလို့ရတယ်။ကဲဒီမှာဒီဝက်ကြောင်မှာတော့သူက noun အနေနဲ့တုံးထားတယ်။ survey အဓိပ္ပာယ်လေ့လာဆန်းစစ်ချက်။ A recent survey reason မကြသေးမီကအပြုလုပ်ခဲ့တဲ့လေ့လာဆန်းစစ်ချက်တွေတစ်ခုက show ောပြနေပါတယ်ဖောပြပါတယ် depth ဆိုတော့ဆိုပြီးတော့ကဝကြကြီးထားတယ်ပေါ့နော်ဒီအကြောင်းအရာကိုဒီ survey လေးလာ sensitive ကဖော်ထုတ်ခဲ့တာ show ဖောပြခဲ့တာပေါ့နော် get depth တော့ကဝကြဘိုင်းလဲဆိုတော့ the simple things in life the simple things in life ဘဝမှာရှိတဲ့အရိုးရှင်ဆုံးအရာတွေက the most important for you the most important for you me and dwell အရေးကြီးဆုံးအရာတွေအာဖြစ်ကြတဲ့ depth ဆိုတာကို a recent survey show အကြသေးမီကတွေ့ရှိခဲ့တဲ့စဉ်းစားချက်တွေကဖော်ပြဖော်ပြထားပါဗျ။အဲ့တော့ဘဝမှာအရေးအဆေးဆုံးအရာတွေကအရေးကြီးဆုံးအရာတွေဖြစ်တယ်။ You tend to be happy with some bad things. Tend to be happy. Tend to be infinity အကြောင်းကိုရှင်းရ အဲဆာဗာတွေထဲမှာရှင်းပြခဲ့ပြီဖြစ်တယ်အဲ့တော့ဒီမှာတော့ထပ်ပြီးတော့မရှင်းပြတော့ဘူး you mean to turn to be happy ပျော်ရွှင်ခြင်းကြတယ်ပျော်ရွှင်ခြင်းကိုလိုချင်ကြတယ် would sympathy thing would sympathy thing ရိုးရှင်းသောအရာတွေနဲ့ပျော်ရွှင်ခြင်းကိုလိုချင်ကြတယ်ဆိုတော့ဒီနေရာမှာသိထားမယ်စကားလုံးမှတ်ထားမယ်စကားလုံးလေးက simple အဲ့တော့ simple ဆိုတာ adjective အာ uh, သူ့ရဲ့ buff ကိုတည်ထားမယ်မှတ်ထားမယ်သူ့ရဲ့ buff က simplify simplify ရိုးရှင်းလွယ်ကူစေသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကဲစာကြောင်းလေးကိုပြန်သွားမယ် will simple things ရိုးရှင်းသောအရာတွေနဲ့ you tend to be happy မင်းတို့ကပျော်ရွှင်မှုကိုလိုချင်တယ်ကဲဥပမာရေးထားတဲ့ like ကဲ those ဆိုပြီးဥပမာရေးထားတယ် a walk in a park a beautiful a beautiful sunset and an evening with a friend. A beautiful sunset and an evening with a friend. လှပါတဲ့နေဝင်စည်းစာချိန်မှာတငယ်ချင်းတယောက်နဲ့လှပါတဲ့နေဝင်စည်းစာညနေခင်းအချိန်မျိုးမှာ a walk in a park ပန်းချံတစ်ခုထဲမှာလမ်းလျှောက်ရှင်ဒီမှာ walk တာနောင်းအနေနဲ့တုံးထားတာပါလမ်းလျှောက်ရှင် like get to simple things ိုးရှင်းသောအရာတွေနဲ့ you tend to be happy မင်းတို့ကပျော်ရွှင်ခြင်းကိုလိုချင်ကြတယ်ပျော်ရွှင်ခြင်းကြတယ် it is true ဒါကမှန်ပါတယ်ဆိုတော့ဒီမှာ true က the adjective ပါဒါကြောင့် share verb to be နဲ့ပေါင်းထားတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာအာ impersonal passive voice နဲ့လည်းရေးလို့ရပါတယ်အဲဒီနေရာမှာ reporting verb တစ်ခုခုကိုသုံးပြီးရေးလို့ရတယ်ပေါ့ဥပမာ it is said that it is believe that ဒီလိုမျိုးရေးလို့ရတယ်ပေါ့နော် it is true ဒါကမှန်ပါတယ် that ဆိုတော့ဆိုပြီးတော့နောက်ကဝကြရေးတာတယ်ဒီဝကြရေးမှန်နေပေါ့နော်အဲဝကြအောင်မှသူက beth နဲ့စက်ထားတယ်ပေါ့နော်ပြန်တော့ဝကြပါလဲဆိုတော့ people လူတွေဟာ need to have need to the infinitive need to have a reasonable amount of material position ဒီမှာတိထားမယ့်စကားလုံးက reasonable ဆိုတော့ reasonable ကဒါ even ဆုံးနေလို့သူက adjective reasonable ရဲ့အတိတ်ပဲကဒီနေရာမှာ tighten သောဆိုတဲ့အတိတ်ပဲကိုရတယ် tighten သော a reasonable amount of material position tighten သောပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်း need to have ရှိဖို့ပိုင်ဆိုင်ထားဖို့လိုအပ်တယ်အဲ့တော့ tighten နဲ့ပစ္စည်းတွေပိုင်ဆိုင်ထားဖို့တော့လိုအပ်တယ် ကတိမလေးပဲတိထားမယ်စကလုံးဟာ position တနောက်မှာသူ့ရဲ့ buff ကိုတိထားမယ်သူ့ရဲ့ buff က poses p o s s e s s poses ပိုင်ဆိုင်ပြီးဆိုတဲ့အဓိပ္ပာယ်ကိုရတယ်အဲ့တော့လူတွေဟာတဲ့ထိုက်တဲ့နဲ့ပစ္စည်းဥစ္စာတွေကိုပိုင်ဆိုင်ဖို့အတွက်ရှိဖို့အတွက်လိုအပ်ပါတယ်တဲ့ but တိုးတော်လေးပဲ one in more than what is necessary one in more than what is necessary ဒီမှာလည်းပဲဒါ related clause ပါ what is necessary လိုအပ်တာထက် more than what is necessary လိုအပ်တာထက်လိုအပ်တာထက်ပို့ပြီးတော့ one in အလိုရှိခြင်းဟာ brief ဒီမှာ s s ပေါင်းထားတယ်ပေါ့နော် s color that back အဘဝအနေပါဒီမှာ s ကို color ရှေ့ရမှာမပါဘူးဖြစ်သွားတယ်ပေါ့နော် b r e t s brief ဒီမှာ brief ဆိုတဲ့အဓိပ္ပာယ်ကပေါ်ပေါက်စီသည်ပေါ်ပေါက်လာသည်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ် brief greed လောဘတွေကိုပေါ်ပေါက်လာစေတယ် and ပြီးတော့ frustration မရှိမရဲဖြစ်ရှင်စိတ်ရှုပ်တွေးခြင်းတွေကို ဖြစ်ပေါ်စေတယ်အဲ့လိုအပ်တာတဲ့ပို့ပြီးတော့လိုချင်တာကလောဘတွေကို ဖြစ်စေတယ်စိတ်ရှုပ်ထွေးခြင်းတွေကိုဖြစ်စေတယ်။ဟုတ်ပြီဒီနေရာမှာသိထားမယ့်စကားလုံးလေးက greed G R E E D greed တနောင်းပါ love သူ့ရဲ့ adjective adjective ကနောက်ကနေ y လေးပေါင်းလိုက်မယ် greedy လောဘကြီးသော adverb အနေနဲ့သုံးမယ်ဆိုရင် ly လေးပေါင်းလိုက်မယ် greedily လောဘတကြီးဟုတ်ပြီနောက်တစ်လုံးက frustration နောက်မှာမချင်မရဲ့ဖြစ်ရှင်စိတ်ရှုပ်ထွေးရှင်သူ့ရဲ့ verb ကဘယ်ကနေစဉ်းသက်လာလဲဆိုတော့တော့ ade သုံးမယ်ပေါ့နော် frustrate စိတ်ရှုပ်ထွေးသည်မချင်မရဲ့ဖြစ်သည် ကယ်လူရီရဲ့ခန်းစားချက်ကိုပြောမယ်ဆိုလို့ရှိရင် battery attitude နဲ့ပြောလို့ရတယ်အဲ့တော့သူ့နောက်က ED လေးပေါင်းလိုက်မယ် frustrated မချင်မရင်ဖြစ်တော့စိတ်ရှုပ်ထွေးတော့ buffer ing ကိုလည်း adjective တုံးလို့ရတယ်ဆိုတော့ buffer ing ing လေးပေါင်းလိုက်မယ် frustrated မချင်မရင်ဖြစ်တော့ဆိုတော့ adjective ကိုလည်းတုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီ key number စကဒါရောင်ရဲတင်းတိမ်ဖို့အတွက်ပြောတာပါကို့မှာပိုင်ဆိုင်ထားတဲ့အရာတွေကို ရောင်ရင်တင်းနေတဲ့သူတွေရောပို့ပြီးတော့ပျော်ရွှင်ခြင်းကိုရရှိမှာဖြစ်တယ်။ထိုက်တဲ့ပမာဏကိုလူတွေကရရှိဖို့အတွက်လိုအပ်လိုအပ်တယ်ဆိုတာမှန်တယ်ဒါပေမဲ့အဲလိုအပ်တယ်ပို့ပြီးတော့လိုချင်တယ်ဆိုလို့ရှိရင်လောဘတကြီးလိုချင်တယ်ဆိုလို့ရှိရင်လောဘတွေကိုဖြစ်စေတယ်။အဲလိုအပ်တယ်ပို့ပြီးတော့လိုချင်တယ်ဆိုလောဘတွေဖြစ်စေတယ်အဲ့ဒါတွေတကယ်လို့ကိုယ့်ရဲ့လောဘကမပြည့်ဘူးဆိုလို့ရှိရင် frustration ပေါ့နော်စိတ်ထဲမှာမချင်မရဲဖြစ်မယ်ဆိတ်ရှုပ်ထွေးမယ် ဒါတွေကိုဖြစ်ပေါ်စေရဲ့ဟုတ်ပါပြီဒီစာပိုက်ထဲမှာနားမလည်တာများချိခဲ့မယ်ပါခဲ့မယ်ဆိုလို့ရှိရင် comment box မှာရေးခဲ့လို့ရပါတယ်အခုတော့ဒီ video လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်